။ကဘာပြတ်တာရှိတယ်နော်။ကဘာပြတ်ပြီးဆိုရင်ဒကမကြီးတို့လူတွေကအကုန်လုံးဟိုးဒီဦးဇင်းတို့ရူပဘုံကြီးရောက်ပထမဇန်ဘုံကြီးပထမဇန်အောက်ဘုံကြီးပြိုက်နေဟိုးအထပ်ဘုံကြီးတော့ရောက်သေးတာပြောချင်တာဦးဇင်းတို့ကအော်တိုဇန်ရတာရှိခဲ့ဘူးတဲ့။နားလဲလားဦးဇင်းပြောတာ။ကဘာကြီးပြတ်ပြီးဆိုရင်ဒီနက်ပြီ၆ထပ်အကုန်ပြတ်ပြီးလောင်။ တရားလုံးအောင်လုပ်မယ်နော်။တာမန်ဒါနတွေတီလာတွေဥစဉ်တို့လုပ်ခဲ့ပြီးပြီ။လုံးလုံးလဲလူပြည်နဲ့ပြည်တွေရောက်ခဲ့ပြီးတာမန်လေးဥစဉ်တို့တမထတွေလဲရှုပြီးတော့ဇန်နေစိုက်ပြီးတော့ဗြမဘုံလဲရောက်ပြီးပြီးဥစဉ်တို့တွေကဘာကြီးပြက်ပြီးဆိုရင်လေကဘာကြီးပြက်ပြီးဆိုဥစဉ်တို့ကဘာကြီးပြက်ဆက်ချာလားကဘာပြက်တာရှိတယ်နော်။ကဘာပြက်ပြီးဆိုရင်ဒကမကြီးတို့လူတွေကအကုန်လုံးဟိုးဒီဥစဉ်တို့ရူပဘုံကြီးရောက်ပထမဇန်ဘုံကြီးပထမဇန်အောက်ဘုံကြီးပြက်နေဟိုးအထပ်ဘုံကြီးတော့ရောက်သေးတာ ပြောချင်တာဥစဉ်တို့ကအော်တိုဇန်ရတာရှိခဲ့ဘူးတဲ့နားလဲလားဥစဉ်ပြောတာကဘာကြီးပြက်ပြီးဆိုရင်ဒီနှက်ပြီ6ထပ်အကုန်ပြက်ပြီးလောင်လူပြီးနှက်ပြီ6ထပ်အကုန်ပြောင်းအဲ့ဒီကကြရင်ဥစဉ်တို့မြန်မာဘုံကိုရောက်ရသေးတာအဲ့ဒီကကြရင်ဇန်သမားဇန်ဒီဝင်စားတာတရားတွေအားထုတ်ရင်းနဲ့အာလာပါနာတွေရှုရဲကတိုင်းတွေရှုရင်းနဲ့ဇန်တွေဆိုင်ဇန်တွေဝင်စားသွားပြီးတော့မြန်မာဘုံပြောင်းသွားရတာအလိုလိုနားလဲလားအဲ့ဒါဆိုဥစဉ်တို့ကဒီ30တပုံမှာမြန်မာဘုံနဲ့ရောက်ဘူးတဲ့နှက်ပြီလဲခဏခဏပဲ လူပြည်လဲခဏခဏပဲအပယ်လေးပုံကတော့အမြဲနေအိမ်ကြီးယူနေပြီငရဲဖြစ်လိုက်တလိမ့်ဆန်ဖြစ်လိုက်ပိတ်တာဖြစ်လိုက်အသူရကဲဖြစ်လိုက်တလိမ့်ဆန်မှလည်းခွေးဖြစ်လိုက်နွားဖြစ်လိုက်ကြက်ဖြစ်လိုက်ဝက်ဖြစ်လိုက်ငှက်ဖြစ်လိုက်နဲ့မဆုံးဘူးလားဆုံးနေပြီဒီကမကြီးတို့ဘာလို့တော့မလဲတကကြီးတို့ဘာလို့တော့မလဲတခုပဲစဉ်းစားတော့ငါတို့တွေရနေမှန်ကိုမရောက်ရင်အိုနာတိဒုက္ခပြီးမလွတ်တော့ဘူးတို့တွေမအိုချင်တော့ဘူးမနာချင်တော့ဘူးမသေးချင်တော့ဘူးအခုလို့စိုးသွမ်းတဲ့ခေတ်ကာလကြီးဟုတ်တယ်မလားဒုက္ခတွေမရောက်ဘူးလားတကကြီးတို့ စင်မီလီယံတွေတောက်အောင်ကိုနိုင်ငံကြီးမှာဟုတ်တယ်မလားတခါတဲ့လူသားတွေဒုက္ခတွေရောက်နေတယ်ဒီလိုဒုက္ခတွေမလို့ရှင်ဘာလို့ရောက်မလဲဒါပဲတိလသမာဓိပညာအချင်းကိုကျင့်ရင်မိမိတို့အတွက်လမ်းရှိတယ်ဟုတ်တယ်မလားဒါပဲဦးဇင်းတို့ကျင့်ရမှာတလမ်းပဲရှိတယ်ဘယ်သူမှလက်ညှိုးထိုးပြီးတော့နစ်ကြောင့်နစ်ကြောင့်မလုံးနဲ့ဟုတ်လားလားကိုကြောင့်ဘယ်သူကြောင့်လဲကိုကိုကိုအကြောင်းမကောင်းခဲ့လို့အကျိုးမကောင်းတာရှင်းလားသဘောပါလား ဒါကြောင့်ဥစဉ်တို့အကြောင်းကောင်းဥစဉ်တို့ဒီဘဝမှာကောင်းကောင်းကျင့်လိုက်မယ်ဟုတ်တယ်မလားကောင်းကောင်းတီလာကိုဖြည့်စင်သွားဖြည့်ကျင့်မယ်အလုံးပေါ်မေတ္တာထားမယ်ဟုတ်တယ်မလားဘုရားဟောတဲ့တမထဝိပဿနာတရားတွေစူးစမ်းအားထုတ်မယ်အဲ့လိုဆိုရင်ဒီဘဝမှာသောတာပန်တည်သွားရင်အပင်မပိတ်သွားဘူးလားပြီးသွားပြီဘဝငြိမ်းချမ်းသွားပြီဟုတ်တယ်မလားသောတာပန်ဒီဘဝမပြီးသေးဘူးဆိုရင်လည်းကဲနတ်ပြည်ကနေတဆင့်သောတာပန်တက္ကရာကံအနာကံရဟန္တာမဖြစ်နိုင်ဘူးလားဒီဘဝစူးစမ်းမှာတော်ရကြတော့မယ်လို့ဥစဉ်တတိပေးခြင်းတယ်နားလည်လားသဘောပေါက်လား အဲ့ဒါကမယူငိမ့်ချမ်းစွာနေရတော့မှာဟုတ်လားဒီတိုင်းအေးရွာလေးမှာနေလိုက်အေးဘာလို့ကြရလဲရွာမှာဘာဘာလို့လို့လဲစဘာဆိုင်လားလောဘလောဘချစ်တာဒီမှာလည်းလောဘကြီးရှိဥစဉ်မကြိုက်ဘူးလောဘကြီးလောဘကြီးခုတ်လိုက်အဲလို့ပြီးဒီတိုင်းပဲကို့အဖိုးအဖွားလေးလည်းအဲ့လိုလဲလှုပ်လိုက်ဟုတ်လားဒီလိုပဲရွာမှာကုတူလေးနည်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 းလှုပ်လိုက်ဒီလိုလေးနေလိုက်နေလိုက်နဲ့ခေါင်းဖြူသွားတယ် ဟုတ်လားအိုလည်းနောက်ဆုံးနာတယ်နောက်ဆုံးသေကုန်ဟာဒါပဲအိုကြနာကြတေကြဒီတိုင်းကကိုအဖိုးအဖွားဒီတိုင်းကိုလည်းအခုအပြေးပြေးအိုလာပြီတခါကြီးကောင်းဖြူပါကြီးဥဖာဝါဟုတ်တယ်မလားဒါဥစင်းတို့ရဲ့ဓမ္မတာပဲနော်ဒါကိုဥစင်းတို့ဒေါသဖြစ်နေဖို့လည်းမလိုမကျင်နဲ့ဖြစ်ဖို့လည်းမလိုလက်ခံနိုင်ရဒီခန္ဓာရဲ့သဘောကအိုတဲ့သဘောနာတဲ့သဘောတေတဲ့သဘောရှိဒီအတုဝခန္ဓာအင်းကြီးဘာမှသုံးလို့မရအောင်ဒီခန္ဓာတွေကအနှစ်ရှာရင်ဥစင်းတို့ဟာတိလာတမာတိပညာတွေရအောင်ထုတ်ယူရမယ် ခန္ဓာတွေကအနှစ်ရှာရမှာဟုတ်လားခန္ဓာတွေကဘာတွေရှာရမှာသီလတမာတိပညာအနှစ်တွေနိဗ္ဗာန်ရောက်ကြောင်းအနှစ်တွေရှာရပစ္စည်းဥစ္စာတွေကအနှစ်ရှာရင်ဒါနကိုထုတ်လာအခုဒကမကြီးတို့အကြောင်းမှာတန်ဃာတော်တွေဆွန့်လက်ကတ်အဲ့ဒါပစ္စည်းဥစ္စာတွေကနေအနှစ်ထုတ်လိုက်တာဒါနဆိုတဲ့ပါရမီယေရနာရသွားတာနားလည်လားအခုဆရာတော်သီလတွေပင်းလိုက်တယ်သီလကိုကောင်းကောင်းဖြည့်ခြင်းရင်ခန္ဓာတွေကနေသီလဆိုတဲ့အနှစ်ကိုထုတ်ယူလိုက်တာအခုဗုဒ္ဓဂုဏတော်ပွားနည်းတစ်ခုထပ်တင်လေးအောင်မယ်ဟုတ်တယ်မလားဗုဒ္ဓဂုဏတော်ပွားရမယ်နော် ဗုဒ္ဓဂုံတော်ပွားရင်သိကောင်းတာတခါကြီးတို့မိုင်းတို့ဂျာလားဒီလိုပူလောင်နေတဲ့လောကကြီးမှာလေဖရာရဲ့ဂုံတော်ပွားရင်စိတ်ချမ်းသာတာပျော်ဖို့ကောင်းတာဂျာလားဟိုဘာပစ္စည်းဥစ္စာပေါများတာဒီဟိုဘာဒီအရေးမကြီးဘူးအတီးကစိတ်ချမ်းသာတာဘာလဲဗျာဖရာဂုံတော်ပွားရင်စိတ်ချမ်းသာတယ်နားလည်လားဘာကြောင့်စိတ်ချမ်းသာလဲဆိုတော့ဗုဒ္ဓကိလေသာမရှိတော့ဘာမရှိကိလေသာတွေဝေးကွာနေတဲ့ရှင်တော်ဗုဒ္ဓရဲ့ဂုံတော်ကိုပွားနေတဲ့လူမှာကိုယ်မှလည်း ချက်တွေကူးရင်းနဲ့စိတ်တွေအေးများလာလောဘတွေဒေါသတွေမောဟတွေမာနတွေအိတ်တာမစ္စရိယမီးတွေငြိမ်းတော့စိတ်မှာအေးချမ်းလာနားလည်လားဦးစင်းပြောလားသဘောပေါက်လားအဲ့ဒါကြောင့်ဘာကုံတော်ပွားရမလဲဘုရားကုံတော်ပွားပြီးငြိမ်းချမ်းစွာနေရမယ်ဘဝမှာကြားလားကုံတော်ပွားရင်ဟိုးနိဗ္ဗာန်တိမျက်မှောက်ပြုနိုင်တယ်လို့အင်္ဂုတ္တပါဠိတော်ကြီးမှာဟောထားတာဗုဒ္ဓကဒါကြောင့်ဒီနေ့ဘုရားကုံတော်ပွားဖို့ဦးစင်းတိုက်တွန်းနေတော့ဒါနလောက်လေးနဲ့မပြောနဲ့တော့ကြားလားတိလာဖြူစင်သွားဖြည့်ခြင်းပြီးအလုံးပေါ်မေတ္တာထားပြီးဘာကုံတော်ပွားမလဲ ဖရားကုံတော်ပွားမယ်။ဟောဖရားကုံတော်ဘာလို့ကြောက်မလဲ။ပွားမယ်။ဂုံတော်ဘယ်နှပါရှိလဲ။ဆိုကြည့်ပါ။ ETV တောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏဂံပနောသူကတော်လောကဝိတုအနုတရောဂုရိတာဓမ္မတာရတိတထာဒေဝမနုဿာနံ ဗုဒ္ဓဘဂဝါအဲ့ဒါဂုံတော်ကိုးပါလုံးနေ့စဉ်ရွတ်ပြီးတော့ပွားနေလဲရတယ်နော်တခါကြီးစိတ်ချမ်းသာတယ်ဘုရားဂုံတော်ပွားရင်နော်တိတ်ကောင်းလားဘီအန်တွေလည်းကင်းတယ်ဒါကင်းတာဒါတော့ဒီအချိုးတွေကိုဦးဇင်းတော်ကဟိုမလို့ချင်းတော့လဲရလာမှာဘုရားဂုံတော်ပွားရင်နော်နတ်တွေချစ်တယ်နတ်တွေစောက်ရှောက်တယ်လက်လာပါးတွေပေါ်လဲပြီးရင်ဘီအန်တွေရေကင်းတယ်ဒါတွေကသူ့အလိုလိုရောက်လာတာအဲ့ဒါတွေကတောင်းတဆရာမလို့ အဓိကဘုရားကုံတော်ပွားလိုက်ရင်ချက်ချင်းလက်ငင်ရပါလဲဆိုတော့စိတ်ချမ်းသာဟောကြည့်လေကိလေသာဝေးတော်မူတဲ့မြတ်စွာဘုရားရဲ့ဂုံအာရဟံတစ်လုံးပဲပွားကြည့်လိုက်ဆိုအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံ ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကိစ္စံတရားကြီးတို့မိုက်တို့ဘုရားကုံတော်လေးပွားလိုက်တာနဲ့ကိုယ့်ရင်ထဲမှာအေးချမ်းသွားတာဟုတ်တယ်မလားလောဘတွေဖြစ်နေတယ်ဘုဆိုမကျင့်တ်ဘူးဘ ᱹ ဒူကိုမကျင့်တ်ဘူးဖြစ်နေချက်ချင်းပွားလိုက်ချက်ချင်းအေးချမ်းသွားတာဗုဒ္ဓရဲ့ကုံတော်ချက်ချင်းကိုတန်ဋိဌိကောမျက်မှောက်ကိုအကျိုးပေးတာဟုတ်ပြီလားနော်တရားပွားကြည့်တော့ကျမ်းစာတော်မိုက်တို့အဲ့မှာတရားကြီးလေးရင်မှုပေါ့လေလက်ထောက်လေးရင်မှုတယောက်ရှိသူ့နာမည်ဥကျော်မြစ်လို့ခေါ် ဘာတူလဲသူကအသက်20အရွယ်ကစပြီးတော့မိပါတွေဆရာသမားတွေတင်ပြီးတဲ့ဖခင်ကုံတော်သူပွားလာတာကြာလားဒါကြောင့်သူ့ဘဝမှာအရန်စိတ်ချမ်းသာရတယ်အလုတ်ကင်တွေလည်းအဆင်ပြေတယ်ယာဒူးတွေလည်းသူတက်လာတာဘာကုံတော်ပွားလဲဖခင်ကုံတော်ပွားလာနော်မိဟကုံတော်ပွားဗတိစိတ်တယ်သူကကုံတော်နဲ့ဗတိစိတ်တယ်ဟုတ်ပြီလားဒါကြောင့်တို့မိုက်လို့ဗတိလည်းစိတ်လို့ရပါလေနော်ဒါတချို့အထေရဝါရမှာဗဒီမရှိဘူးဆိုလိုက်អော်နေလေអော်ចៃတော့អော်အဓိကကုသိုလ်ဖြစ်ပြီးစိတ်ချမ်းသာဖို့အရေးကြီးတယ်နားလည်လား အဒီကတော့ဟုတ်တယ်ထေရဝါဒမှာပတိတော့မရှိဘူးစာပေမှာမပါဒါပေမဲ့ပတိရဲ့သဘောကဗုဒ္ဓရဲ့တရားတော်တွေကဒီအကျင့်ကိုကျင့်လိုက်လို့လောဘဒေါသမောဟကင်းဝေးတယ်ဆိုရင်အဲ့ဒီအကျင့်ကအမှန်ပဲဒါကြောင့်ပတိစိတ်လို့စိတ်အေးချမ်းတယ်လောဘဒေါသကင်းဝေးရင်အဲ့ဒါအမှန်ပဲပတိစာပေမှာမရှိဘူးဆိုပြီးတော့တယူမတန်ရဘူးတကယ်လို့မှာကြားလားဒါထေရဝါဒမဟုတ်ဘူးအဲ့လိုမကြည့်ရအောင်မဆုတ်ချရအောင်ကြားလား ဗတိကိုအဓိကမဟုတ်အဓိကဂုံတော်ပွားရင်းနဲ့ဗတိကရေတွက်တဲ့သဘောမှတ်သားတာဟုတ်ပြီလားစိတ်ငြိမ်အောင်ကင်လိုက်တာတမာကြီးမရှိတဲ့လူတွေအတွက်ဗတိလေးကိုကန်ပြီးတော့စိတ်တာဒါကိုအပြစ်မတင်အောင်ဒါမှမဟုတ်လူလူအထင်ကြီးအောင်ဗတိ level မှာဆွဲပြီးတော့ဘာမှပါဇက်ကဟိုပေါက်ကရလိုက်ပြောဖခင်ကုံတော်မဖော်အဲ့လိုမျိုးကြတော့ကဲ့ရတဲ့တယ်ရှုတ်ချတဲ့တယ်ဘာဖြစ်လို့မကောင်းမှုကိုကဲ့ရရဟုတ်တယ်မလားဗတိ level မှာဆိုသူများအတင်လိုက်ပြောနေတော့အဆင်မပြေဘူးဟုတ်တယ်မလားအဲအဓိကကတော့ဂုံတော်ပွားဖို့ပါနော်ပတိပါလဲရတယ်မပါလဲရပါတယ်ဟုတ်ပြီနော် အဲ့လိုဘုရားကုံတော်ပွားရတေးချပွားနော်ပွားလိုက်ရင်ကိုယ့်ရင်ထဲမှာအေးချမ်းဒီတကာကြီးဥကြုံမြစ်ဆိုရင်သူ့ရဲ့အစဉ်ပြေတယ်သူကုံတော်ပွားတော့စိတ်ချမ်းသာတယ်ပြီးရင် तू ဟာသူ့အမေဘုဆုမရှိတယ် तू အမေကိုလည်း तू နေ့စဉ်ရှိခိုးပြီးတော့အိတ်တယ်အော်မိဘကိုလည်းမရေမလေးစားဘူးလားလေးစားလားလေးစားဒါကြောင့်သားသမီးတွေတကာတော့မလေးတွေကြာလားအဖေအမေတွေကိုဂယုစားရမယ်မိဘကိုပြုစုလုပ်ကျွေးတယ်ဒါမင်္ဂလာမရှိဘူးလားရှိတယ်မိဘကိုရှိခိုးပြီးအိတ်ရတယ်သားသမီးတွေဆိုဟုတ်ပြီလားအဲ့ဒါဂျေစုမိဘဆိုတာဂျေစုရှင် ါကြောင့်ယနေ့ခေတ်သားသမီးတွေမိဘကျေးဇူးမမေ့ရဘူးဟုတ်လားအဖေအမေရဲ့ဂုဏ်ကျေးဇူးကိုနားလေသဘောပေါက်ပြီးမိခင်ပါခင်တေးချာကိုရှစ်ခိုးဦးချပြီးအဲ့ရဦးကျော်မြတ်အဲ့သူအမေကိုသူရှစ်ခိုးပြီးအဲ့ဘုရားကုံတော်လဲပွားတယ်ဒါကြောင့်သူကအစဉ်ပြေတယ်သူဘဝကြီးအချမ်းတယ်ယာဒူးတွေဆိုတော့တဖြည်းဖြည်းသူတိုးတက်လာတာဒီနေ့တော့အခါမပေါ်လေပြောချင်တာလို့ရင်အချုပ်လေးနော်ပြောချင်တာဘုရားကုံတော်ပွားတဲ့အတွက်သူ့မှာဘီးအန်တွေကင်းပုံလေးဦးစင်ကပြောချင်တာနော်အဲ့ဒီနေ့မှသူတို့ဒီရန်ကုန်လေစိတ်အနေပြီးတော့သူတို့ မန္တလေးကိုမောင်းရတယ်ပေါ့နော်မန္တလေးလေးရင်ထွက်တယ်လေရင်ထွက်တယ်အဲဝါကောင်လာပေါ့အချိန်လေးကဝါကောင်လာတယ်အဲ့ဒီမှာလေရင်ဘူးပေါ့သူကတော့လေရင်မမောင်းရပါဘူးလက်ထောက်ဆိုတော့လေမမောင်းမင်းနဲ့သူကကြံတဲ့အလုပ်တွေဝိုင်းလုပ်ပြတယ်အလေရင်တက်သွားတာလေမောင်းရမန္တလေးဘက်ကမောင်းရမောင်းလေရင်နှစ်နာရီလောက်ကြာတယ်ကောင်းကင်ပေါ်မှာမောင်းရင်းတယ်ရာသီဥတုတိတ်မကောင်းအဆက်အသွယ်တွေမှာပြတ်နေတာ အဲ့မှာဟိုကဆက်သွယ်ပေးတယ်လင်းဆင်းလို့ရတော့မယ်ပေါ့အချိန်ကနှစ်နိုင်လောက်ရှိနေပြီဆိုပြီးတော့ပြောဟာလင်းကဟိုရှမ်းပြည်ပဲရောက်နေတာမန္တလေးကြော်ထားတာနော်မောင်မဲရောကောင်းကင်ကြီးကလေဒုတွေဘာမှမမြင်ရတော့တိမ်တိုက်တယ်အဲ့မှာဟိုကဆင်းဖို့ဆိုတော့လင်းလမ်းကြောင်းကပြောင်းနေတာမတိလိုက်လင်းမှုကအဲ့ဒါမန္တလေးလေစိတ်ကိုဆင်းဖို့ဆိုတော့ဟိုပေမြင့်ပေ9000ကျော်အောင်နေဆင်းလာတာနောက်ဆုံးအဲ့ဒီမှာ9000ကျော်လောက်မှာပင်းတရာတောင်ကြီးကိုတော့ဝင်တိုက်တာရှမ်းပြည်မှာပင်းတရာတောင်ဟုတ်လားတော်ကြီးတိုက်ရ လင်းရတခါတည်းလေထွက်ပြီးတော့တကားကြီးအကုန်ပြုတ်ထွက်လာတကားပေါင်းမှာထိုင်နေတယ်လေရင်မှုအဲဟိုနာတွေကဥကြုံမြေလွင့်ထွက်သွားတာအဲပင်တရားတောင်လေးကြီးတောင်ပိုင်းလေးမှာတကြားလာသူတို့အဲမှာလူတွေတချို့12ယောက်လောက်ပြုတ်ကြတာအဲကြံတဲ့ဟိုဒီလေရင်ဥကောင်းပိုင်းမှာလေရင်မှုတွေလက်ထောက်အဲ့ဒီမှာလေရင်မှုတွေဝန်တန်းနေကြံတဲ့ခီးတွေအကုန်လုံးမီးလောင်အကုန်လုံးအလောင်းတွေပျောက်သွား yes အဲဥကြုံမြေမြေကြီးအောင်ရောက်သွားတာသူကန်ကောင်းတာလေရင်စီတွေတဲ့သူ့ပေါ်မကြလာဘူးဘာမှမဖြစ်ဘူးသူက ထတော့သူကြည့်လိုက်တာလေရင်ရောက်ဟိုမှာအကုန်လုံးလေရင်မှုတွေကမီးလောင်ပြီအကုန်တေကုန်ပြီ तू မတေဘူး तू ကပါလေရင်တက်တွေကနဲ့ဂုံတော်ပွားနေတာဘာပွားနေတာအဲ့မှာခီးတဲ့လေးနဲ့ဆယ်ယောက်လောက်တော့လွတ်တယ်အဲ့မှာပြုတ်ကြသွားလူတွေမတေဘူးဒါပေမဲ့ကြိုးကမ်းပြီးတော့အကုန်လုံးဂီလာနာကြီးအကုန်ဖြစ်ကုန်သူတယောက်ပဲဘာမှမဖြစ်တာမထူးဆန်းဘူးလားအဲ့ဒါဖရာဂုံတော်ပွားလားဘာဂုံတော်ပွားလို့လဲအေးဗုဒ္ဓရဲ့ဂုံတော်တွေပွားလားတိတ်ပြီးတော့အားရစရာကောင်းဒီအကျိုးတွေကိုပြောစရာလည်းမလိုပါဘူးเนาะပြောချင်တာတော့ဂုံတော် အခုပွားအခုစိတ်မချမ်းသာဘူးလားစိတ်ချမ်းသာလားပွားကြည့်လိုက်အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကဲပူဇော်ကြည့်ပါအောင်အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားတိချောင်းပွားတော်တက္ကမကြီးတို့တိတ်ကောင်းတယ်ဗုဒ္ဓရဲ့ဂုဏ်တော်နဲ့နေကြည့်ဘဝမှာစိတ်အေးချမ်းသွားလိမ့်မယ်ချက်ချင်းကိုကိုကဒေါသဖြစ်ရင်လည်းအရဟံဂုဏ်တော်တိချောင်းပွားလိုက်လောဘတွေတအားဖြစ်လာပြီးမလိုလောဘတွေတအားကြီးလာပြီးဆိုပွားလိုက်ပါနော်မာနတွေထောင်လာပြီးပွားလိုက်ပါအိတ်သာမစ္စရိယတွေဖြစ်လာပြီးဘုရားဂုဏ်တော်တေးတေးချာချာပွားလိုက်ပါ ချက်ချင်းကိုအေးချမ်းသွားမယ်တခါကြီးတို့မကြီးဟုတ်ပြီလားတိတ်ကောင်းတယ်ဗုဒ္ဓရဲ့ဂုဏ်တော်ချက်ချင်းကိုအကျိုးပေးတာအဓိကလူတွေစင်းရဲနေတာပစ္စည်းဥစ္စာမရှိလို့လည်းမဟုတ်ဘူးတခါကြီးတို့မကြီးကြာလားယာဓုအာနာတွေမရှိလို့လည်းမဟုတ်ပါဘူးကိလေသာတွေကြောင့်ဘာကြောင့်လဲကိလေသာတွေနှိမ့်ဆက်နေလို့မိမိတို့တွေစင်းရဲနေတယ်ဆိုတာသဘောပေါက်လိုက်ပါသူများကြောင့်မဟုတ်ပါဘူးကိုကြောင့်ဘာလဲကိုမွေးခဲ့တဲ့ကိလေသာမီးတွေကိုနှလုံးသားမှာလောင်ကျွမ်းနေလို့ကိုစင်းရဲနေတာပါဟုတ်ပြီလား ဒါကြောင့်မိမိတို့ချမ်းသာတဲ့ဘဝပိုင်ရှင်ဖြစ်ခြင်း၊တိလားဖြူစင်သွားဖြစ်ခြင်းပါ။အားလုံးပေါ်မေတ္တာထားပါ။ဖယားကုံတော်ကိုတေးသေးချာချာကိုပွားကြည့်ပါ။ဘဒုမကိုဒုက္ခပေးလို့မရဘူး။သူတို့မားရီကိုစက်တလောက်ကိတ်ရလို့ရတယ်ရှုတ်ချအပြစ်တင်ကိုမကောင်းကြောင်စက်တလောက်ပြောကိုရင်ထဲမှာကိလေသာတွေငြိမ့်နေပြီကိလေသာတွေဝေးနေပြီဆိုရင်စိတ်ဆင်းရဲမှုမဖြစ်တော့ဒေါသတွေမဖြစ်တော့ဟုတ်ရလားတိချာကုံတော်ပွားလိုက်ပါဒါကြောင့်အပြင်ကကိုကမုံတိနေတဲ့ပုံကိုယ်တွေဟာ ကိုကိုနော်အမျိုးမျိုးကိုကုံသိကကြောက်အောင်ပြောကြမယ်ဆိုကြမယ်ကဲ့ရဲကြမယ်ရှုတ်ကြကြမယ်ဝါဒတွေဖြန့်ကြမယ်ကိုရင်ထဲမှာကိလေသာတွေဝင်းနေဘာမှမဖြစ်တော့အေးချမ်းတယ်ဟုတ်တော့မလား